ရီပွေပြူရဲ့မိဂီကြီးဒေါခင်တန်ဝင်းရဲ့ဆုံးပါမှုနဲ့ပတ်သက်ပြီးတရင်မှာဖြန့်ခဲ့မိသူပြန်လည်တောင်းပန်ခဲ့အောင်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ရီပွေပြူရဲ့မိခင်ကြီးတိုက်ခန်းထဲမှာတျော်တင်းနေရင်ဆုံးပါသွားတာ၃ရက်ကြာအနောက်နေထွက်လာမှာပတ်ဝန်းကျင်ကသိရှိပြီးရဲကိုကြောင်းကြားခဲ့ရတဲ့ဆိုတဲ့အထင်အမြင်သတင်းကိုအွန်လိုင်းပေါ်တင်ခဲ့မိသူကပြန်လည်တောင်းပန်ခဲ့တဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ရီပွေပြူရဲ့မိခင်ကြီးတရုတ်ဆောင် ခင်တန်ဝင်းတယောက်ရုတ်တရက်တေဆုံသွားခဲ့တဲ့တွေ့ကြားသိရသူပရိသတ်တွေများစွာကစိတ်မကောင်းဖြစ်ခဲ့ကြရတာပါဒီလိုတေဆုံတဲ့တွေနဲ့တူထွက်လာခဲ့တဲ့တွေကတော့ရီဝိပူရဲ့မိခင်ကြီးဒေါခင်တန်ဝင်းနေထိုင်ရာပဝင်းကျင်ကလူရင်းရဲ့ပြောစကားဖြစ်ပြီးဒေါခင်တန်ဝင်းဟာတိုက်ခန်းမှာတယောက်တည်းနေထိုင်သူဖြစ်တဲ့တွေ့တေဆုံလေးရဲ့တွေ့ရှိခဲ့ရတဲ့ပေါ်ရက်ွက်နေပြည်သူတွေကတေဆုံနေတာကြာလောက်ပြီဆိုတဲ့အထင်နဲ့ခံမန်းပြောဆိုကြရင်အခုလိုသတင်းထွက်ရှိလာခဲ့ရတာပဲဖြစ်ပါတယ်ဒီလိုသတင်းပြန့်နေလာချိန်မှာရေဝိပြူဟာမဟုတ်မမှန်ကြောင်းထွက်ရှင်းခဲ့ပြီးသူမရ ရဲ့မိခင်ဖြစ်သူဟာသွေးတရောဂါရှိသူဖြစ်တဲ့အတွက်ရုတ်တရက်သွေးဆောင်တို့ကသူမတို့တိတ်ဆုံးကြောင်းကြားသိခဲ့ရတဲ့24ရက်မနက်ခင်းချိန်ကမှတိတ်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ဖြေရှင်းခဲ့တာပါရက်ွက်နေပြည်သူတွေထင်နေကြသလိုတိတ်ဆုံးတာ3ရက်လောက်ရှိပြီဆိုတဲ့သတင်းကမမှန်ကန်ကြောင်းကိုလည်းစုံပါသွားသူဒေါခင်တန်ဝင်းရဲ့ Facebook မှာတွေ့မြင်ရတာပဲဖြစ်ပါတယ်ဒေါခင်တန်ဝင်းဟာသမီးဖြစ်သူရေးပွေဖြူရဲ့ video file လေးကို share ထားပေးခဲ့တာတရက်ကြာပဲရှိပါသေးတယ်အဲ့အတွက်ထင်းနေမြင်နေပြောခဲ့သူတယောက်ကအခုလိုတောင်းပန်သွားခဲ့တာပဲဖြစ်ပါတယ် ထော်လူကကွယ်လွန်သူဒေါခင်တန်းဝင်းနဲ့တလန်တဲ့နေသူအမားတယောက်ကတင်ထားတာကြည့်ပြီးတိတ်ဆုံးသွားတာလုံခဲ့တဲ့နေ့ရက်လောက်ကလို့ခံမှန်းသိရှိခဲ့ရတဲ့အတွက်အနှမ်းထွက်တာဘာညာခံမှန်းပြောခဲ့မိတာဖြစ်ကြောင်းနဲ့အဲ့နောက်မှာတော့တိတ်ဆုံးသူဒေါခင်တန်းဝင်းနဲ့တလန်တဲ့နေသူအမားက post ကိုပြန်ဖြတ်သွားတဲ့အခါမှာတော့အဲ့အမားကိုသူ့သွားရောက်မေးခဲ့ကြည့်ကြောင်းနဲ့မတိကျပဲတင်ခဲ့မိလို့ပြန်ဖြတ်ထားတာလို့အဲ့အမားစီကသိလိုက်ရတဲ့အချိန်မှာသူလဲမားပြီဆိုတာတိတိကျသူ့ရဲ့ post ကိုဖြတ်လိုက်ပါကြောင်းပြောခဲ့တာပါအဲ့နောက်မှာစင်ဖြိုးလိုင်းကိုလည်းဆက်သွယ်မေးမြန်းခဲ့ပြီး anti ဒေါခင်တန်းဝင်းဟာမေးလ လ24ရက်နေ့မနေ့စောမှာဆုံးလာလို့သိလိုက်ရပြီး သူမရင်ပြောမှုရဲ့အတွဲစင်ဖြိုးလိုင်ကိုလည်းတောင်းပန်ခဲ့ကြောင်းပြောသွားခဲ့တာပဲဖြစ်ပါရည်။သူကစင်ဖြိုးလိုင်နဲ့ရေပွေဖြူကိုသူ့အမအတွက်တောင်းပန်ကြောင်းထပ်မံတင်ခဲ့တာကိုတွေ့ခဲ့ရတာပဲဖြစ်ပါရည်။ရေပွေဖြူနေနဲ့လည်းပူဆွေးနေချိန်မှာဒီလိုသတင်းမားတွေကြောင်းအပူတွေကထက်ဆင်ခဲ့ဖြစ်ရတာကိုတွေ့ရတာပဲဖြစ်ပါရည်။မိခင်ဖြစ်သူနဲ့တူနေသူမဟုတ်လို့မိခင်ရဲ့အသက်ကိုမမိနိုင်ခဲ့ပေမဲ့မိခင်ကြီးတိတ်ဆုပ်ပြီးညနေချိန်မှာပဲသူမရဲ့မိခင်ဆုံးပါသွားကြောင်းသိခဲ့ရတာပဲဖြစ်ပါရည်။ပရိသတ်တွေကတော့မိခင်ကြီးဘလောက်ကြမ်းမာနေပါစေတယောက်ထဲထားခြင်းဟာအရန်ကိုပေါ်စားတဲ့လုပ်ရဖြစ်ကြောင်းထောက်ပြ ာပြောဆိုကြသလိုအချို့ကလည်းကိုရန်ရှာပြီးသားသမီးတွေကိုကျူးမိခဲ့တဲ့မိဘတွေဟာသားသမီးအိမ်နောက်ကျတဲ့အခါလိုက်နေဖို့ဝေလေးပါတယ်။သူတို့နေလို့အဆင်ပြေတဲ့အထိလိုးလက်လက်နေချင်းကြတာပါပဲ။အသက်မီတဲ့ကန်ဆိုတာကို့အတွက်ရောသူတစ်ပါးအတွက်ပါကျူးပြောလို့မရနိုင်တဲ့ဖြစ်ရပါ။ရှိမေယာတာမန်ဆိုရင်လူကောင်းပတိဆိုတော့တွေးတိုးထားပေါက်ပြီးတော့ဒီလိုဖြစ်မယ်လို့ဘသူထင်ခဲ့ကြလိမ့်မလဲ။ရေကြီးကလည်းသူ့အိမ်နောက်နဲ့သူအတူလဲမနေကြတော့သားမိတွေဝေးတယ်လို့ဖြစ်နေမှာဒါတဘာဝပါပဲကိုမဟုတ်တိုင်းဆုံးရှုံးရသူဝဲနေနေချင်းကိုချင်းမစာပြစ်မတင်ကြပါနဲ့လား ကိုလေကြရင်ဒီဖြစ်ကိုနမူနာယူပြီးတော့လူကြီးတွေတယောက်တည်းပေးမနေခိုင်းမဲ့ခေါ်ယူဆောက်ရှောက်အနားမှာထားကြပါဆိုကထောက်ပြပြောခဲ့တာပဲဖြစ်ပါတယ်။